ိန်တွဲပါလာတာပေါ့နော်အသားစိန်တွဲပါလာရင်လေတကိုင်းကအဲ့လိုကြိုးဆင်းလာတယ်တကိုင်းကလေကိုင်းပြီးဆင်းလာတယ်ဆင်းလာဆိုအဲ့ဒါလေအဲ့ဒါအဖွားရဲ့အဖေရတဲ့ဒဒဒဒအငှက်ကြီးတောင်လိုမျိုးဒါကတောင်ရှည်ကြီးထုတ်ပြီးတော့မှအေးနင်တို့နင်တို့ဟာမဟုတ်ဘူးနော်ငါဟာနင်တို့ကိုကြွေးစရာအကြောင်းမရှိပေးစရာအကြောင်းလိုက်ရဲလိုက်ခဲ့ကြည့် ဘာဖြစ်တယ်ညာပဲအဲ့လိုပြောတာလေသိလားအဖွားတော့ပြောတတ်တယ်မျက်နှာရိပ်မျက်နှာငယ်တွေနဲ့အဲ့လိုမျိုးနဲ့ပြောပြီးတော့မှအမေတို့ကလည်းနည်းနမိတ်ရှိတဲ့သိလားအဲ့ဒါသွားသွားသွားတုံ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 နဲ့သွားလို့လေအဲ့လိုလေးဒီလိုလေးပေါ့လေကတဲ့ရိုးလေးအဲ့လိုလေးအဲ့လိုမြောင်းလေးလိုမျိုးလေးအဲ့ဒါလေးကြော်လိုက်ပြီဆိုလို့ရှိရင်အမေတို့ကလိုက်လာလို့မရတော့ဘူးတဲ့သိလားကြံခဲ့ရတော့တဲ့ကြံခဲ့ရပြီလိုက်လာလို့မရတော့ဘူးအဲ့ဒါဆိုအဖွားကလည်းလိုက်မလဲမကြည့်နဲ့တော့လှင့်ပြင်းဆိုခလေးလဲခလေးဆိုလှည့်ကြည့်လိုက်လို့ရှိရင်ရှေရှေကြီးအဲ့လိုမျိုးကြီးတွေအဲ့လိုမျိုးပေါ့လေသိလားမကြောက်ဘူးဆိုကျွန်မတယောက်တည်းနေရဲတဲ့ ကြောက်ပြီလားဟေးဆိုလို့ရှိရင်လေလုံးဝမရတော့ဘူးသိလားအင်းသားတွေပါလေသွားလို့ရှူးတွေပါလေသွားပေါက်တယ်ဆိုတော့ယောက်ျားနဲ့လေလိုက်ခက်ငောင်းရှူးပေါက်ချက်နဲ့လိုက်ခက်လိုက်ခက်ဆိုအဲ့ဒါနှိုးလိုက်လာလို့ရှိရင်အပေါက်ဝမှာစောင့်နေမလားမဟုတ်ဘူးလားရှူးပေါက်တဲ့နာမတည့်ရကျမလေး သူထွက်သွားမှာဆိုလို့တခုခုဆိုလွတ်သွားမှာဆိုလို့သူ့ရဲ့ဘောင်းမီတွေပစိုးတွေကိုကျမအဲ့လိုလက်ကနေအဲ့လိုကင်ဆုတ်ပြီးတော့မှရှူကိုပေါက်တာသိလားကြောက်စိတ်ဝင်ပြီဆိုရင်လေအဲ့လိုမျိုးနားလဲနားထောင်ခြင်းနဲ့ကြောက်လဲကြောက်တယ်ပြောပြအဖွားတည်းရဲ့အကြောင်းပြောပြဆိုအဖွားကလည်းလေအေးညပဲရောက်ပြီဆိုတော့မှအဖွားကလည်းစိတ်ကြီးဖွာပြီးတော့မှသူကလည်းပြောပြတာပေါ့ကျမတို့တွေကလေအရင်တော့ကနေကလေဟိုဝင်းတန်းအိမ်အရင်တော့ကခြေတန်းရှိအိမ်ကြီးတွေပေါ့လေတက်ထဲမှာခြေတန်းရှိအိမ်ကြီးတွေ အခြေတန်းရှိအိမ်နေအောက်မှာဆိုရည်တွေနဲ့ပေါ့အဲ့လိုမျိုးအဲနောက်တစ်ခါရည်တွေခြောက်သွားတဲ့အချိန်ဆိုလို့ရှိရင်လေအဲကျွန်တော်တို့ခြေတန်းရှိအိမ်ပေါ့ကြမ်းနေရကြတော့ကြမ်းနေကြမ်းနေဟတာပေါ့နော်ကြမ်းနေဟတယ်ခါကျအဲ့ကြမ်းနေတွေကနေလေလေဝင်တာပေါ့နော်လေဝင်တဲ့ခါကျတော့အာတငယ်เจ้าနေပြောပြီးကြီးဆိုအဲ့လိုဝိုင်းထိုင်းပြီးပြောညဘက်ဆိုအဖွာလေးစလေးတောင်းပြီးတော့မှ ိတ်လေးလိတ်ရင်းနဲ့စိတ်လေးဖွာစိတ်လေးလိတ်ဖွာပြောတဲ့ဒံဝိုင်းနဲ့စိတ်လေးလိတ်တာလင်းရင်းနဲ့ပြောဆိုကျမတို့ကလေအိတ်ကြမ်းအောက်ထဲကလေရှုရှုဆိုတာနဲ့ညောက်တာကြောက်လဲကြောက်တယ်ဒါပေမဲ့အိတ်တရင်အကြောင်းပြောတာကိုလည်းနားထောင်ခြင်းတယ်အဲ့တော့အဖွာကလည်း အဲ့ဒါသူတို့ငငယ်တော့ကယွာမှာဆိုရင်အဲ့ဒါဟိုဘက်ယွာမှာဝက်ပေါ်တယ်ဆိုလို့ရှိရင်အာသူနဲ့သူ့အဖေနဲ့ကပေါ့အဖွားနဲ့အဖွားအဖေနဲ့ကသွားတယ်ပေါ့သွားယူတယ်ပေါ့သွားယူပြီးအပြန်ညင်ပြန်လာတဲ့ခါကျဆိုညာမိုးချုပ်ပြီဆိုလို့ရှိရင်ဟိုဘက်ကလူတွေကမပြန်နဲ့တော့ဒီမှာလမ်းခီးကမကောင်းဘူးပေါ့နော်အဲ့လိုလမ်းလျှောက်ရတာကိုတယွာနဲ့တယွာနဲ့အဲမကောင်းဘူးမပြန်နဲ့ဆိုအဲသူကလည်းမပြန်လို့မဖြစ်ဘူးပြန်ရမယ်ဆိုအဲ့ဒါပြန်လာတယ်တဲ့ပြန်လဲပြန်လာလို့ရှိလို့ရှိရင်လည်းအဖွားကပြောပြတာအဲ့ဒါ ူအဖေကအဲ့လိုကြောပိုးထားတာပေါ့နော်သူ့အဖေကကြောပိုးထားပြီးတော့မှတမိလေးပေါ့လေတမိလေးပေါ့အဲ့လိုမျိုးတမိလေးနောက်လည်းမကြည့်နဲ့နော်အဲတိလာနောက်လည်းမကြည့်နဲ့နော်ဆိုပြီးတော့မှတဲ့သူ့အဖေကအဲ့လိုမျိုးပြောလေတယ်မျက်လုံးမိတာမျက်လုံးမိတာနောက်လည်းမကြည့်နဲ့ပေါ့လေအဲ့လိုမျိုးပြောဆိုအဲ့ဒါခလေးဆိုတော့လေနောက်လည်းမကြည့်နဲ့ဆိုရင်သူကလည်းကြည့်ချင်တာတဲ့တိလာအဲ့လိုမျိုးကြည့်ချင်တာတဲ့အဲ့လိုမျိုးဆိုလေအဲ့ဒါနဲ့အဲ့တပင်အောက်ကနေအဲ့လိုတပင်ဆိုနာမည်အရန်ကြီးတာတဲ့အဲ့ရနေမဖြတ်လို့ရလေရွာနေရွာမရဘူးတဲ့အဲ့ဒါဖြတ်ပြီဆိုအဲ့ဒါတားစိမ့် သွဲပါလာတာပေါ့နော်အသားစင်းသွဲပါလာရင်လေတကိုင်းကအဲ့လိုကြိုးဆင်းလာတကိုင်းကလေကိုင်းဆင်းလာတယ်ဆင်းလာဆိုအဲ့ဒါလေအဲ့ဒါအဖွားရဲ့အဖေရတဲ့ဒဒဒဒငှက်ကြီးတောင်လိုမျိုးဒါကတောင်ရှည်ကြီးထုတ်ပြီးတော့မှအေးနင်တို့နင်တို့ဟာမဟုတ်ဘူးနော် ငါဟာနင်တို့ကြွေးစရာအကြောင်းမရှိပေးစရာအကြောင်းမရှိလိုက်ရဲလိုက်ခဲ့ကြည်ဘာဘာဖြစ်တယ်ညာပဲအဲ့လိုပြောတာလေတိလားအဖွားတော့ပြောတတ်တယ်မျက်နှာရိပ်မျက်နှာခဲနေတယ်အဲ့လိုမျိုးနဲ့ပြောပြီးတော့မှအမေတို့ကလည်းနည်းနမိတ်ရှိတဲ့တိလားအဲ့ဒါသွားသွားသွားတုတ်တုတ်တုတ်နဲ့သွားလို့လင်အဲ့လိုလေးဒီလိုလေးပေါ့လေကတဲ့ယိုးလေးအဲ့လိုလေးအဲ့လိုမြောင်းလေးလိုမျိုးလေးအဲ့ဒါလေးကြော်လိုက်ပြီဆိုလို့ရှိရင်အမေ तू ကလိုက်လာလို့မရတော့ဘူးတဲ့တိလားကြံခဲ့ရတော့တဲ့ကြံခဲ့ရပြီလိုက်လာလို့မရတော့ဘူးအဲ့ဒါဆိုအဖွားကလည်းလိုက်မလဲမကြည့်နဲ့တော့လှဲ့မကြည့်ဆိုခလေးလဲခလေးဆိုလှဲ့ကြည့်လိုက်လို့ရှေရှေကြီးအဲ့လိုမျိုးကြီးတွေအဲ့လိုမျိုးပေါ့လေတိလား ငယ်ငယ်တုန်းကတော့လေနားမထောင်ဩမနားလည်းမထောင်ရဲဘူးပြောရင်လည်းကြောက်တယ်အဲ့ဒါနဲ့ကြမ်းကြားတွေကနေလေလေတွေကတိုးလို့ရှွ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  အဲ့ဒါတဲဒီကလေးမလေးတွေဘွားလေးနားမထောင်နဲ့ဆိုလည်းမရအောင်မရအောင်ပြောအဖွာအဲ့ဒါဆိုဘလို့ဘလို့ဆိုပေါင်ပေါ်ရောက်နေပြီကြောက်တာအိတ်တန်းကြားကိုမထိရဲတော့တာသိလားအဲ့လိုညဘက်ဆိုရင်လည်းနေကျမတို့တွေကအရင်တော့ဆိုအိမ်မှာ TV တွေပါတယ်မရှိတဲ့ခက်ဆိုနေမှာဆိုကျမတို့တက်သေးမှာဆိုတော့လေတက်တွင်းအဲ့ဒီဗီဒီယိုယုံမှာသွားကြည့်ရတယ် သွားကြည့်ပြီးပြန်လာလို့ရှင်ဆိုင်းဆရာရေပေါ့အဲကျမရေအအဖွားရေနောက်နောက်ရှိတရားပေါ့နိသူများရေကျမလည်းခန့်ငယ်ငယ်သူငယ်တဲ့တဒန်းနှစ်တန်းဆိုငယ်ငယ်လေးအဲ့ဒါဆိုရင်ညာဘက်ကြီးဆိုဒီခက်ကတိကာလာလို့ဓမီတိုင်းတွေပါတွေကလည်းလင်းလင်းထင်းထင်းရှိတာမဟုတ်ဘူးလေတိလားနေလဲနေလေလိုက်ကောမှာအဲ့ဒါဆိုရင်အရှိရလည်းမသွားရဲဘူးအနောက်ကလည်းမသွားရဲဘူးကြံခဲ့မှာဆိုအရှိရဆိုလည်းကိုကအရင်ဆုံးတွေ့ရမှာဆိုဘေးကလည်းမလိုက်ရဲဘူးဒီလိုဖြစ်နေတာတိလားဒီလိုဖြစ်နေငငယ်တုန်းကလေဩအဲ့လိုတွေပြန်တွေးခြင်းအဲ့တုန်းကတော့အရန်ကြောက်ခဲ့တာလေနော် အခုပြန်တွေးကြည့်တော့လေရည်စရာကောင်းတယ်သိလားဟိုတရေချောင်းဆိုလေပြုံးညဘက်ဆိုအဖွားကလေအဲသူငငယ်တော့အဖြစ်ပြက်တည်းပေါ့အဲ့ဒါအဲ့လားဘလို့အမလေးအခောင်းကြီးထမ်းပြီးတော့မှလိုက်တာတွေသိလားအဲ့လိုမျိုးတွေပြောပြတာပေါ့လေကျွန်တော်တို့ကလေညဆိုရင်အဲ့ဒါအဲ့ဒီအဲ့အဖွားပြောတဲ့ဟာတွေကိုလေနားထောင်ကျင်တာနားထောင်အဖွားပြောဘွားအဲ့ရွာမှာဘလို့ အဲဘယ်ဟာဘလို့ဆိုကျွန်တော်တို့ဖွားလေပြောတယ်သူကလည်းစကားရမ်းပြောချင်တာတည်တယ်လားဆိုတဲ့ခါကျစစ်လိကြီးစစ်လိတံဝိုးကြီးနဲ့စစ်လိကြီးလေးပြီးတော့မှလေကျွန်တော်တို့ပြောကျွန်တော်တို့ကလည်းကြောက်အဲ့ဒါနဲ့လေတခုခုမြန်လေကြောင်နေရမြန်လေလှုပ်လိုက်လို့ဂလုံးဆိုအမလေးလိမ့်ကြော်ရပါလိမ့်တော့မယ်လန့်တာလေအဲ့လိုမျိုးအဲ့ဒါအခုလည်းအဲ့လိုပဲအသက်ကြီးရဲ့အထိကျွန်မကလေမကြောက်ဘူးဆိုကျွန်မတယောက်တည်းနေရတယ်ကြောက်ပြီလားဟေးဆိုလို့ရှိရင်လေလုံးဝမရတော့ဘူးသိလား အင်းသားတွေပါလေသွားလို့ရှူတွေပါလေသွားပေါက်တယ်ဆိုတော့ယောက်ျားနဲ့လေလိုက်ခက်ငေါရှူပေါက်ချက်နဲ့လိုက်ခက်လိုက်ခက်ဆိုအဲ့ဒါနှိုးလိုက်လာလို့ရှင်အပေါက်ဝမှာစောင့်နေမလားမဟုတ်ဘူးလားရှူပေါက်တဲ့နာကိုမတည့်ရကျမလေသူထွက်သွားမှာဆိုလို့တခုခုဆိုလွတ်သွားမှာဆိုလို့သူ့ရဲ့ဘောင်းမီတွေပစိုးတွေကိုကျမအဲ့လိုလက်ကနဲ့အဲ့လိုကင်ဆုပ်ပြီးတော့မှရှူကိုပေါက်တာသိလားကြောက်စိတ်ဝင်ပြီဆိုရင်လေအဲ့လိုမျိုးမကြောက်ဘူးရေဆိုလဲမကြောက်ပါဘူးသိလားမကြောက်တတ်ဘူးဒါပေမဲ့အဲ့ဟိုတယ်ကြီးဘာကြီးသွားတဲတာတို့ဘာလို့ညာလို့ဆိုရင်တော့လေကြောက်တတ်တယ်ဘန်ကောက်မှာတစ်ခါလဲအဲ့လိုပဲခံနာရတော့လေ ဘန်ကောက်မှာကြတခါတင်ရင်6ဒေါ်လာဘာလာတော့လဲမသိပါဘူးသိလားအဲ့ဘန်ကောက်ဟိုတယ်ရလေလေအရင်တော့နာမည်ကြီးရပေါ့လေဘာညာဆိုတော့အဲ့ဒါနဲ့ကျွန်တော်တို့ကလည်းအဲ့လိုပဲနီးဘက်အဲ့လိုပဲဘာညာတွေပြောပြီးတော့အဲဆိုတော့ရေဘွားတွေမရှိဘူးကျွန်တော်တို့ဖင်စေးပိုင်မရှိဘူးပေါ့လေဆိုပါတော့ မရှိတော့ကျွန်တော်တို့အမေမြန်မာတွေကကြတော့ရေနဲ့တုံးသွားမှအဆင်ပြေတာဆိုတော့အဲ့ဒါရေဘူးလေးနဲ့ပေါ့လေတောက်ရေဘူးရေတန်ဘူးဘူးကိုသူကအကြီးတစ်ခုကိုလေအဲ့လိုလေးထားထားပြီးတော့မှအနားချထားပေါ့ကျွန်မအဲ့ဒါနဲ့လက်ဝင်စင်းင်းထဲမှာအော်လို့ရေတန်ဘူးကိုရေဖြည့်ထားလိုက်ပါဦးမယ်ဘသူပဲကျွန်မနဲ့ကျွန်မအမဝမ်းခွဲနဲ့နှစ်ယောက်အတူတူနေတာဟုတ်ဆိုတော့ဘသူပဲသွားသွားသွားတဲ့အချိန်ကျမှရှူပောက်ချင်နေဣပါချင်နေဆိုရေဖြည့်နေရပါမယ်ဆိုပြီးကျွန်မလေရေဖြည့်မယ်ဆိုပြီးတော့မှအဲ့ဒါနဲ့ဘတ်တက်ကနေပြီးတော့မှဒီလိုရှာဝါကလကာပေါ့လေကလကာ ကာထားတဲ့ဟာကျွန်မဒီဖင်စည်းတဲ့ရေဘူးဆိုတဲ့ခါကျတော့ဒီကျွန်တော်တို့မျက်နှာတက်တဲ့ဘေးစင်မှာမဖြည့်ကြတော့ကျွန်မအဲ့ဒါနဲ့အိမ်လိုက်ကလေးကိုဒီလိုဖယ်ပြီးတော့မှကျွန်မဒီ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 လိုဥစားဘတ်တက်ထဲကနေကျွန်မဖြည့်မယ်ပေါ့ဆိုပြီးတော့မှအိမ်လိုက်ကကိုကျွန်မဒီလိုဖယ်တော့လိုက်ကကလေလိုက်ကဆိုရင်ဒီလိုဖယ်လိုက်တယ်ဆိုရှော့ကနေဆိုဒီလိုဖြည့်ရမှာမလားမဟုတ်ဘဲနဲ့လူတယောက်ပခုံးကိုကင်ပြီးတော့မှဖယ်ဆိုပြီးတော့မှအဲ့လိုဖြစ်လိုက်တဲ့ sense မျိုးရလိုက်တာပေါ့ဟေးဘလို့ကြီးလဲလိုက်ကကြီးရလဲပေါ့တရေဒီပိုင်းမှမသိသေးဘူးเนาะ ချောက်တာမှလည်းမသိဘူးချောက်ဖို့ချောက်မှလည်းမသိဘူးဟဲ့ဘလို့ရင်းလည်းမသိဘူးဒီလိုက်ကကြီးကပေါ့တင်းတင်းနဲ့နင်းဖယ်ဆိုပြီးတော့မှအဲ့လိုလုပ်လိုက်ရတဲ့ဟာမျိုးကြီးဆိုတော့လေမသိဘူးအဲ့လိုပဲလုပ်ပြီးတော့မှကျမလည်းရေဖြည့်ပေါ့ပြီးတော့လိုက်ကကိုဒီလိုပြန်ဆွဲလိုက်တော့ချောချောချွတ်နေလိုက်ကပြျော့ပျော့လေးနဲ့ပြန်ပါလိုက်ဟဲ့ခုနကတော့ကကြတော့အဲ့လိုကြီးလူတယောက်ကိုဘေးဖယ်လိုက်ရတဲ့လိုမျိုးဖြစ်ပြီးအခုကျတော့လည်းချောချောချွတ်နေဆွဲလို့ရတော့ကျမလည်းဒီဂျီဂျီနဲ့အဲ့လိုက်ကကိုလေလုပ်ကြည့်ကြည်လားသိလားအဲ့အထီးလည်းမကြောက်တတ်ဘူးအဲ့အေးအေးဆေးဆေးပဲအဲ့လိုပဲနေတာ ညာလဲကြလဲကြအောင်ကျွန်တော်တယောက်ကရင်တလုံးစီပေါ့ညာတကောင်လောက်လဲကြအောင်ကျွန်မသားဟိုဘက်ခန်းနေတော့မေမေနဲ့ beef steak စားကြတယ်အဲဒီချင်းဘယ်က beef steak ကိချံပြောပေးတယ်ဟဲ5 star hotel မှာမဟုတ်တာကိချံဘယ်လိုဖြစ်လို့ညာဒီလိုမျိုးကြီးရမှာတော့ဘယ်လိုလုပ် beef ကရမှာတော့မရတော့ဘူးသွားရော့ဒီမှာ노ဘူးတွေပေါင်မုံတွေယူသွားဆိုမုတ်တွေပေးလိုက်ပြီးသူ့အခန်းသူပြန်ပို့လိုက်ပြီးတော့မှအဲ့နဲ့ကျွန်တော်တို့ကလည်းအိတ်ပြီးဆိုအိတ်တဲ့ခါကျတော့ညာ2နာရီလောက်လဲကြလဲကြအောင်ဟိုဘက်ကအမအမလေးဆိုကျွန်မ ကလေးဘက်ကိုခုံလာပြီးသူကလေခေါင်းကြီးပေါ်မှာခေါင်းဆိုင်အမလေးအမလေးအမလေးဆိုသူကလေဘာဖြစ်တာတော့ကျမကလေအိမ်နေရနေသူကလေလေဟိုမဟိုမဟိုမဆိုသူကနောက်ကျောကြီးလက်ကျောသူကဟိုမဆိုရဲကျမလေအိမ်ဟိုမမကြည့်အမလေးဆိုကိုကလေလေခေါင်းပေါ်ဆန်ဆိုင်ပြီးတော့ဖင်းထောင်ပြီးတော့ကုန်းဖြင်းអော်ရတာဘာလို့ဘာလို့ဆိုလဲလေဟိုမဟိုမဟိုမဆိုတော့အာနဲ့ပြီးတော့မှလေသူ့ကိုလေရပြပျောက်ပျောက်ဘာတော့ဘာတော့ဆို ဟိုမှာနဲ့ဂရင်ချင်းကရက်ပြီးတော့မှကြည်နေတယ်တဲ့မိန်းမတယောက်တည်းတိလားနင်းနဲ့ယုံချင်းတူတယ်နင်းလို့ပဲတဲ့သမီးနင်းနင်းနဲ့တိလားအုတ်တုတ်ကလေးစောင်းလာပြီးတော့မှတဲ့ငါ့ကိုကြည်နေရမဟုတ်ဘူးတဲ့ဟိုဘက်မှန်ပရင်ဘက်ကိုကြည်နေရတယ်အင်္ဂလိပ်မှာတယ်တိလားနင်းအရက်လောက်ပဲရှိတယ်ဆိုတော့အောင်မလေးဆိုကြောက်ပြီးတော့မှလင်အဲ့ဒါနဲ့ဟိုဘက်ကခင်းဟိုလန်းခေါ်လန်းခေါ်ပြီးတော့မှလင်အဲ့လိုတွေဖြစ်ပေါ်ဟုတ်လေလားမဟုတ်လေလားမသိဘူးတိလားကျမကလည်းမတွေ့ဘူး तू ကကြောက်တယ်ဆိုတော့အဲ့ဒါနဲ့ now အဲအခန်းထဲလဲဝင်မအိပ်ရဲတော့ဘူးနေဘက်ပဲလေညနေရလဲကျမဟိုလိုမျိုးဖြစ်တာအခုလဲတွေ့ဆိုတော့ဝင်မအိပ်ရဲတော့ပဲနဲ့အဲ့ဒါဟိုဘက်အခန်းကိုသွားပေါင်းပြီးတော့မှလေဟိုဟိုဂျန်နဲ့အမတွေအခန်းထဲမှာသွားပေါင်းပြီးတော့မှအိပ်ရတာပေါ့အိပ်တော့လဲဘာဖြစ်လဲဆိုတော့အလင်မဝင်အိပ်တယ်ကြောက်လို့ကျမလေအလင်မဝင်အိပ်တော့လဲခြေထောက်ကိုလဲဆန့်မအိပ်ရဲကိုခြေထောက်ကိုဆွဲသွားမှာဆိုလို့သိလားကောင်းလေမျက်နာအပြင်မဝိုက်ရဲကိုရှိမှမျက်နာမှာပေါ်မှာဆိုခေါင်းမွေးခြုံပြီးခြေထောက်ကိုဒူးအဲ့လိုခွဲနေ ငါရဲ့လုံဒုက္ခတွေမြားလိုက်တာညာဘက်ဆိုရင်လေတိလာအဲ့လိုမျိုးကြောက်တာအခုပြန်တွေးကြည့်တော့လေရည်စရာကြီးတိလာကြောက်တာတော့လေကြောက်တာပေါ့နော်အဲ့ဒါခြေတော်လဲဆက်မအေးရဲဘူးတိလာညာဆိုလေနင်းတို့ကလည်းဘယ်လိုဖြစ်လို့အရန်ကြောက်နေရလဲအမကမကြောက်တတ်ဘူးတိလာဆိုတော့လေမဟုတ်ဘူးကျမလေဃာမွေးကိုခြုံပြီးတော့လေဃာမွေးခြုံဘလုံးကလည်းမထွက်ရဲဘူးဃာမွေးတည်းကနေလေမမမဟိုမဖြစ်ရဲဘူးခြေတော်ကိုလည်းဆက်နှိုင်းရင်လေ အပြင်ကနေကို6လောက်ကိုမြန်ဆွဲမလားပြုတ်မလားဆိုပြီး6လောက်ကြီးကိုလည်းအဲ့လိုဒူးကြီးကိုအဲ့လိုကြီးကုတ်ပြီးဒူးကြီးကိုလည်း6လောက်ကြီးကိုအဲ့လိုကြီးခွင်ပြီးတော့မှလေအဲ့ဒါဟိုခေါင်းမွေးကိုချုပ်ပြီးတော့မှညာတိုင်းအိပ်ရတာတိလားအဲ့လိုမျိုးဆိုမှပဲအဲ့ဒါဆိုတော့ဟုတ်လीလားမဟုတ်လीလားတော့မသိဘူးပေါ့လေတင်းရင်6တယ်ဆိုလဲ6တယ်ပေါ့မကြဘူးဆိုလဲကိုစိတ်ထင်ရပေါ့လေအမလီအဲ့လိုမျိုးတွေကြုံခဲ့ရဘူးလေဘဝမှာလေအသက်ကြီးကမှအသက်ကြီးကမှဘလောက်လောက်ရှိပြီလဲဆိုတော့ဘလောက်လောက်ရှိလွန်ခဲ့တဲ့9နှစ်10နှစ်လောက်ကနေမှာပေါ့ ရှင်နေ6နှစ်လောက်နေမှာပေါ့နင်ဗန်ကောက်မှာဗန်ကောက်မှာအလေးမမှန်ရရအဲ့ဒီဟိုတယ်ကလည်းနောက်တော့မှအမနာမည်ကြီးတရေချောက်တော့ဟိုတယ်အဲ့လိုအဲ့လိုဖြစ်ပုံနေ